တဆောင်မုံလာပြီနေဟာတော်တော်လေးကိုထူးခြားတဲ့ခါရက်တရက်ပဲဖြစ်တယ်နေတနေလည်းဖြစ်တယ်လာတလာလည်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့တဆောင်မုံလာပြီနေညမှာဆိုလို့ရှိရင်ကျွန်တော်တို့လိုပေါ့နော်ဒီလော်ကီဆရာတွေတော်တော်များများอ่ะเนาะဒီတဆောင်မုံလာပြီနေညမှာကျွန်တော်တို့ဒါပီရနဲ့ပတ်သက်တဲ့ကိစ္စတွေလာဘနဲ့ပတ်သက်တဲ့ကိစ္စတွေကိုကျွန်တော်တို့ဒါတစ်နှစ်လုံးပေါ့နော်အစဉ်ပြေစီဖို့ဒါသူ့နီလန်းနဲ့သူပေါ့နော်နီလန်းမျိုးစုံနဲ့သူ့အားနဲ့သူတော့ဒါဆရာတွေတော်တော်များများလောက်ကင်ကြတယ် အဲ့တော့ကျွန်တော်ရဲ့ဒီမိတ်ဆွေခုနှစ်ရက်သားသမီးတွေလည်းပဲเนาะတစ်နှစ်လုံးပေါ့เนาะဒီလာဘာနဲ့ပတ်သက်တဲ့ကိစ္စတွေပြီးရနဲ့ပတ်သက်တဲ့ကိစ္စတွေကိုเนาะတစ်နှစ်လုံးဒီမျက်နှာပန်းတွေပွင့်စေဖို့လက်လာဘာတွေနဲ့ပတ်သက်ပြီးတော့ရှင်လန်းစေဖို့ကိုယ်တိုင်ကိုကြလှုပ်လို့ရမယ်နီလန်းเนาะလွယ်လင်းတကူလှုပ်လို့ရမယ်နီလန်းပေါ့เนาะရေတွေအားအစီရင်ပေါ့เนาะတစ်နှစ်လုံးလည်းအသုံးပြုလို့ရတယ်တကယ်လည်းအစွမ်းထပ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းပဲခုပြောမယ်နီလန်းကိုကျွန်တော်ဒါပေါ့เนาะနှင်းများစွာကျွန်တော်သုံးခဲ့တယ်ပေါ့เนาะတော်တော်လေးလည်းပဲဒါအသုံးတဲ့ ဲ့တယ်ပြီးသွားလို့ရှင်ပြီးလို့ရှင်အဲအဲ့ဒီရေရာအနေနဲ့ကလည်းခဲရခဲစစ်လောက်ရတဲ့အတိုင်းဒါမှမရှိဘူးအဲ့တော့ကျွန်တော်တို့ဒဇောင်မုံလာပြီနေเนาะဒီညမှာပဲကျွန်တော်တို့ဒါစီရင်ဆောင်ရွက်လို့ရမယ်ရေရာဖြစ်တယ်ပေါ့เนาะအဲ့တော့ဒီရေရာကိုเนาะအစဉ်ပြေတဲ့သူမြည်သူမဆိုတာလိုက်ပါပြီးတော့လှုပ်ဆောင်လို့ရတယ်အဲ့တော့ကျွန်တော်ဒီရေရာကိုမလှုပ်ခင်မှာကျွန်တော်တို့ဒီဒဇောင်မုံလာပြီနေညကိုဘယ်ချိန်မှာလှုပ်မှာလဲဆိုဒဇောင်မုံလာပြီနေည7နာရီရနေပြီးတော့ကျွန်တော်တို့7နာရီခွဲအတွင်းမှာကျွန်တော်တို့ဆောင်ရွက်မှာဖြစ်တယ် ဲ့တော့ဒီရေတွေအစီအញ្ញံလောက်ဖို့ဆိုလို့ရှိရင်ဘာပစ္စည်းတွေလိုလဲ အဲ့တော့ဘာလို့လဲဆိုရင် ပြားရည်လို့မယ်ပြားရည်เนาะအဲ့တော့ပြားရည်ကတော့ကျွန်တော်တို့ကတော့တစ်ခေါင်ပြားရည်လည်းရတယ်မွေးမြူရည်ပြားရည်လည်းရတယ်စိုင်ကပြားရည်လို့ပြောလိုက်ရင်ရပြီအဲ့တော့ပြားရည်တခုလို့မယ်ပြီးရင်ဘာလေးလို့မလဲဆိုရင်တန်လိုက်တုံးလေးတုံးလို့မယ်တန်လိုက်ကတော့သေးသည်ဖြစ်စေကြီးသည်ဖြစ်စေတချို့တွေကလည်းတန်လိုက်ကိုဘယ်မှာရှားမယ်ကျွန်တော်မေးလိမ့်မယ်အဲ့တော့တန်လိုက်ကတော့တချို့စိုင်တွေမှာပေါ့နော်ခလေးကစားစရာပစ္စည်းတွေရောင်းတဲ့စိုင်လေးတွေမှာတန်လိုက်အတုံးခဲလေးတွေရောင်းတာမျိုးလေးတွေရှိတယ်ပေါ့နော်တကယ်လို့ကိုယ့်အိမ်မှာရှိရင်လည်းမဝင်နဲ့ပေါ့မရှိတဲ့လူကလည်းကြိုတင်းပြီး ော့ရှားထားပေါ့နော်အဲ့တော့ပြားခုနပြားရည်လိုမယ်တန်လိုက်တုံးလေးလိုမယ်ပြီးရင်ဖန်ပလင်းလေးလိုမယ်အဲ့တော့ဖန်ပလင်းကတော့ကျွန်တော်အနေနဲ့ဖန်ကွက်တုံးလို့ရလားမရဘူးနော်ဖန်ပလင်းဒီအရက်ပလင်းလည်းဖြစ်လို့မရဘူးနော်အဲ့တော့ဖန်ပလင်းဆိုရင်တော့ကျွန်တော်တို့ကများသောအားဖြင့်ကတော့ over တင်းပလင်းကုံပေါ့နော် over တင်းပလင်းကုံကတော့ဒါနေရာတိုင်းမှာရှိပါတယ်ပလင်းဆိုရင်လည်းတခြားပလင်းကုံလေးတွေလည်းတုံးလို့လည်းရတယ်နော်အဲ့တော့ဘယ်လိုလုပ်မှလဲဆိုရင်ကျွန်တော်တို့ အဲအဲ့ဒီဟာကိုညာဘက်ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ over ring ပလင်းကုန်လေးကိုတေချာလေးစေးကြောတန့်ဆင်းလဲပြီးလဲပြီးရောเนาะဘာလုပ်မလဲဆိုလို့ရှိရင်အဲ့ထဲကိုခုနကတန်လိုက်တုံးလေးထည့်လိုက်မယ်တန်လိုက်တုံးလေးထည့်လဲပြီးလဲပြီးရောပြားရည်တွေ တကယ်လို့ပတ်စံတတ်နိုင်တဲ့လူကလည်း over ရင်းပလင်းကုန်အပြည့်ပေါ့နော်ပြားရီထည့်လိုက်ပေါ့အရင်ရှမ်းကြအောင်တော့မထည့်နဲ့တကယ်လို့ကို့မှာဝယ်ပြီးစားနည်းနည်းရှိတယ်ဆိုရင်လည်းမပြည့်လည်းပဲရတယ်နော်ပြားရီအပေါ်မှာခုနကတော့ထည့်ထားရင်ရပြီကိုကျွန်တော်တို့ကဘာလုပ်မှလဲဆိုတာအစီရင်လုပ်မှပေါ့နော်ဘာအတွက်လုပ်မှလဲပီရနဲ့ပတ်သက်တဲ့ကိစ္စလာဘနဲ့ပတ်သက်တဲ့ကိစ္စတွေမှာသုံးဖို့အတွက်ဒါလုပ်မှအဲ့တော့အဲ့ဒီခုနကတော့ over ring ပလင်းကုန်လေးတွေကိုတန်လိုက်တုံးလေးထည့်မယ်ပြီးလို့ရှိရင်ပြားရည်ကိုအပြည့်ထည့်လိုက်မယ်ထည့်လဲပြီးလဲပြီးရကျွန်တော်တို့လင်မန်းလေးတွေကိုနော်အဲခုနကတော့အဲ့ over ring ပလ င်းကုန်လေးထဲပြီးသားပလင်းကုန်လေးကိုလေမန်းလေးပေါ်ကိုတင်းပြီးတော့ကျွန်တော်တို့အိမ်ရှိမှာပေါ့နော်ညာ7တနာရီတိတိမှာအဲ့တော့ညာ7တနာရီတိတိမှာဘာလုပ်မှာလဲဆိုရင်အိမ်ရှိမှာသပွဲလေးချပြီးတော့အဲ့ဒီခုနကတော့လေမန်းပေါ့နော် အဲ့ဒီလင်မန်းခုနကလေလင်မန်းလေးကိုဇပွဲပေါ်မှာတင်းပြီးတော့ကျွန်တော်တို့လာရောင်ခမ်းပေးရုံပဲအဲ့တော့လာရောင်ခမ်းတဲ့အခါမှာဘာပြောရမှာလဲဘာမှတော့ပြောစရာတော့မလိုဘူးသေချာလေးတင်းပေးထားရမယ်အဲ့တော့သေချာလေးတင်းလဲပြီးလဲပြီးရောတော့ဘာလုပ်မလဲဆိုလို့ရှင်12နာရီ1မိနစ်ကြောသွားတာနဲ့ဒါပြန်သိမ့်လို့တော့ရရတယ်ဆိုမှကျွန်တော်ကတော့12နာရီခွဲထိဒါလာရောင်ခမ်းပဲပေါ့နော်အဲ့ဒီလာရောင်လေးကိုသေချာလေးခမ်းလာရောင်တဲ့တဲ့ကြတဲ့နေရာမှာပေါ့နော်တဲ့တဲ့ကြတဲ့နေရာမှာထားမယ် တစ်ပင်နေအရိပ်ဒီအောက်မှာလဲမထားနဲ့ပြီးတော့ရင်လမတာတဲ့နေရာမှာလဲမထားနဲ့လရောင်ထင်းထင်းကျနေတဲ့နေရာမှာလရောင်လေးသေးချာလေးခံပြီးတော့အဲ့ဒီဟာလေးကိုလရောင်လေးခုနကတော့17နာရီရနေပြီးတော့17နာရီခွဲအတွင်းလရောင်လေးခံလဲပြီးတဲ့ပြီးတော့အဖုံးလေးကိုသေချာပိတ်ပြီးတော့အိမ်ရဲ့အမြင့်တနေရာမှာတင်းထားမယ်အဲ့တော့ဘာကိစ္စတွေမှာတုံးလို့ရလဲဆိုရင်ထားပါတော့ပြားရည်ဆိုတော့စားလို့ရတယ်အဲ့ဒီတန်လိုက်တုံးလေးကတော့ကျွန်တော်တို့လရောင်ခံပြီးတော့ရင်ပြန်ပြီးတော့သိမ်းလို့ရပြီပေါ့နော်ပြန်ပြီးဆဲထားလိုက်ပေါ့အဲ့တော့ကျွန်တော်တို့အရေးကြီးတဲ့ကိစ္စတွေကိုသွားတဲ့အခါမှာ ရှာလေးကိုတို့သွားလို့လည်းရတယ်မျက်နှာမှာလည်းဒါပြားကြီးကလိမ့်လို့ရတယ်เนาะမျက်နှာပန်ပွင့်နေတယ်ဆိုရင်ငွေကြေးကိစ္စတွေနဲ့ပတ်သက်လို့လက်ရွှင်နေတယ်ဆိုလို့ရှင်လည်းဘာလို့လို့ရမလဲဆိုအဲ့ဒီပြားကြီးလေးကိုကျွန်တော်တို့ပတ်စံလေးမှာတို့တို့ပေးလို့လည်းရတယ်เนาะဒါမှမဟုတ်လို့တကယ်လို့ခုနကမိမိရဲ့အိမ်မှာလက်လာပါတွေနဲ့ပတ်သက်လို့လက်ပိတ်နေတယ်ဆိုရင်ရေပုံးတွေကိုအဲ့ဒီပြားကြီးတွေတစ်စက်လောက်ချပြီးတေချာလေးမှွေပြီးတော့ကိုယ့်ရဲ့ဒီဆိုင်ရှိတွေအိမ်ခုနကဈေးရောင်းတဲ့နေရာလေးတွေမှာ ဖြန်းပေးခြင်းအပြင်တနစ်တာမှာမိမိအစဉ်ပြေတဲ့နေရာမှာအသုံးပြုလို့ဒါရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်ကိုတွေးတဲ့ဒူတိုင်းเนาะလိုက်ပါပြီးတော့ဆောင်ရွက်တဲ့ဒူတိုင်းဒီတစားမောင်းလာပြီးနေရာနေစပြီးတော့တနစ်တာလုံးမှာပေါ့เนาะကံကောင်းခြင်းမင်္ဂလာဖျားဖျားတွေနဲ့ပြည့်စုံပါစေမျက်နှာပန်းပွင့်ပါစေလက်လာပါတွေနဲ့ပတ်သက်ပြီးတော့လည်းရှင်လန်းပါစေပြီးသွားတဲ့အခါကျလို့ရှင်ဒီတနစ်တာလုံးမှာလည်းလှုပ်သမျှကင်သမျှကြံစီသမျှတွေလည်းတွေးတော်သမျှတွေအကုန်လုံးအောင်မြင်ပါစေလို့ကျွန်တော်စူတောင်းမြတ်တာပို့တာရင် တစားမုံလာပြီနေ့အတွက်မှာစီရင်ဆောင်ရွက်ဖို့အတွက်ပေါ့နော်ဒီရေရီယာစီရင်ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသက်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်